နောက်တစ်ခုပြောချင်တာကကျွန်တော်ဒီစာအုပ်ကဟိုပုံမှန်အချစ်ဇလံမဟုတ်ဘဲနဲ့ပေါ့နော်။အဲအရှိမသူဆရာသူဆောင်ရေးခဲ့တာအချစ်ဇလံများဒါပေမဲ့ဒီစာအုပ်ကအချစ်ဇလံမဟုတ်ဘူး။အဲဘယ်လိုဆောင်မျိုးလဲဆိုတော့အတွေးခေါ်ပိုင်းဆိုင်ရာမှာစဉ်းစားရစီရဲ့ဆောင်မျိုးပေါ့နော်။အတွေးခေါ်ပိုင်းဆိုတာဟိုအဲ့လိုမျိုးဟိုစိုက်ကိုဖောက်တာယူပြောတာမဟုတ်ဘူး။ဒီ philosopher တွေရဲ့အဲရန်ပေါ်ဆက်တို့ဒီထဲမှာအများကြီးပါတယ်အတွေးခေါ်ပညာရှင်တွေပေါ့နော်။အာဒီဗုဒ္ဓ ျွန်တော်တို့ကိုးကွယ်နေရဗုဒ္ဓပေါ့နော်အဲဒီဗုဒ္ဓကလည်း philosopher တယောက်ပဲဒီဗုဒ္ဓရဲ့ philosophy ပေါ့နော်အတွေးခေါ်ကြီးနောက်ကဒီအဲအတွေးခေါ်ပညာရှင်ရန်ပေါ်ဆက်ရဲ့အတွေးခေါ်ကြီးဒီဟာမျိုးဟိုအချင်းချင်းချစ်သူနေရောက်ဖလှယ်ရင်းပြောရင်းနဲ့ဆွေးနွေးရင်းနဲ့အများကြီးဒီအတွေးခေါ်ပညာရှင်တွေရဲ့အတွေးခေါ်တွေကိုအများကြီးဒသနာတွေကိုအများကြီးတည်သွားစေတဲ့အဲစာအုပ်မျိုးပေါ့နော်ဒီမှာဆိုရင်ကွာကျွန်တော်ဥပမာပြောရမယ်ဆိုရင် ဒီတရကောင်လေးဒီစာရေးဆရာချမ်းငင်းရဲ့သူ့ရဲ့ရေးစာစူးငယ်အဲသူ့ရဲ့ရေးစာစူးငယ်ကြတော့စူးငယ်ကြတော့သူကဘလို့ဘယ်အတွေးခေါ်ပညာရှင်သူက ID ID ထားလဲဆိုတော့ number set ရန်ပေါ်ဆက်လို့ခေါ်တယ်ဒီတွဲခေါ်ပညာရှင်ဒီတွဲခေါ်ပညာရှင်ကို तू idol ထားတယ်နောက်ကဒီစာရေးဆရာချမ်းချင်းကကြတော့ तू ကဗုဒ္ဓပေါ့နော်အဲဗုဒ္ဓဒီ philosopher ဗုဒ္ဓကို तू က idol ထားတယ်အော်သူတို့နှုတ်ဆွေးနွေးတဲ့အခါမှာကြတော့ဒီအတွဲခေါ်ပိုင်းဆိုင်ရာတွေအများကြီးစဉ်းစားမိစီတယ်ပေါ့နော်ဒီရန်ပေါ်ဆက်ဆိုရင်ဆုံးငယ်ပြောရပါတော့ဒီရန်ပေါ်ဆက်ဆိုရင် तू ကဒီအတွေးခေါ်ပညာရှင်ကလူသားဝါဒပေါ့နော်လူသားဝါဒကိုအခြေခံထားတယ်ဘယ်လိုမျိုးလဲဆိုတော့လူသားဝါဒဆိုတာလူဆိုတာက ဘယ်လိုပြောရမလဲဆိုတော့အဲလူဆိုတာကကွာအဲရွေးချယ်ခွင့်ရှိတယ်ဘယ်သူမှသူ့ကိုလွှမ်းမိုးခွင့်မရှိဘူးလူတယောက်ဖြစ်လာပြီဆိုရင်အဲသူ့ကိုဘယ်သူမှလွှမ်းမိုးခွင့်မရှိဘူးသူ့မှာရွေးချယ်ခွင့်ရှိတယ်လုပ်ပိုင်ခွင့်ရှိတယ်အဲဘာမှမဆိုသူ့ရဲ့ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတယ်ဆိုတော့ကျွန်တော်ကလူတယောက်ဟာကိုယ်ရွေးချယ်တဲ့အရာ ဘယ်အရာမဆိုသူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ရွေးချယ်လိုက်တဲ့အရာကိုလှုပ်လိုက်တဲ့အရာလည်းအဲကောင်းလာပြီဆိုရင်ကောင်းတဲ့အကျိုးဖြစ်လာပြီဆိုရင်လည်းခံဆန်စားရမယ်ပေါ့နော်တကယ်လို့မကောင်းတဲ့ဆိုးရိုးဖြစ်လာပြီဆိုရင်လည်းကိုယ်ပဲခံစားရမယ်ဆိုလိုချင်တာကကိုလှုပ်ရင်ကိုခံရမယ်ဆိုတဲ့အတွေးခေါ် လို့ရမယ်တဒနာပေါ့နော်ဒီရန်ဘောဆက်ကကြောင့်ကိုလုံးရင်ကိုခံရမယ်လောကမှာလူဆိုတာကိုရွေးချယ်ခွင့်ရှိတယ်အဲ့ရွေးချယ်ခွင့်ရဲ့အကျိုးဆက်တိုင်းကိုပဲခံစားရမယ်ကိုပဲဖြစ်မယ်အဲ့ဒီဆိုးကျိုးတွေကောင်းကျိုးတွေကိုပဲခံစားရမယ်ဆိုပြီးတော့ဒီရန်ဘောဆက်ကပြောထားဒါပေမဲ့ဒီချမ်းကြီးကကြတော့သူကဗုဒ္ဓပေါ့နော်ဒီရန်ဘောဆက်နဲ့ဗုဒ္ဓနဲ့ကြောင့်ဘာကွာလဲဆိုတော့ဒီရန်ဘောဆက်ရဲ့တဒနာကဟုတ်တယ်လူဆိုတာကိုလုံးရင်ကိုခံရမယ်ကိုကောင်းတာလုံးရင်ကောင်းတာခံရမယ်ဆိုးတာလုံးရင်ဆိုးတာခံရမယ်ဒါကဗုဒ္ဓရဲ့ ဲဘုရားဟောတရားရင်နဲ့ဗုဒ္ဓဟောထားတဲ့တရားရင်နဲ့ဒါညီရယ်ပေါ့နော်ဒါပေမဲ့ဒီရန်ပေါ်ဆက်ကကြတော့အတွေးကပညာရှင်တီးတန့်ထိတဲ့အတွက်ကြောင့်မလို့သူကဘာဖြစ်လဲဆိုတော့လမ်းကွာလမ်းဆုံးထိညွန်ပြမထားဘူးဒီလူလောကဘောင်အတွက်ပဲအဲရှိရကွာလမ်းဆုံးမရှိဘူးဆိုလိုချင်တာကဟိုရန်ပေါ်ဆက်ကလူဆိုတာကိုလုံးရင်ကိုခံရမယ်ဆိုတာလောက်ပဲညွန်ပြထားတာဒါပေမဲ့ဗုဒ္ဓကကြတော့အဲ့လိုမဟုတ်တော့ဘူးကိုလုံးရင်တော့ကိုခံရမယ်ဒါပေမဲ့လူတရားဖြစ်လာပြီဆိုရင်ဘလို့ຢာမျိုးတွေကိုရွေးချယ်ပြီးလှုပ်တင်လဲဘလို့ຢာမျိုးကိုမရွေးချယ်တင်ဘူးလဲ ပေါ့နော်နောက်တော့ဒီဗုဒ္ဓဒီလိုလမ်းဆုံးတဲ့အထိအဆုံးအထိသူကညွှန်ပြထားတယ်လူဆိုရင်လူဖြစ်လာတဲ့ဘလို့ရမျိုးလှုပ်တင်လဲဘလို့ရမျိုးမလှုပ်တင်ဘူးလဲတကယ်လို့အဲ့လိုဖြစ်လာခဲ့ရင်လဲအကျိုးဆက်တွေကိုဘလို့ခံစားရမလဲနောက်တော့ဒီလိုမျိုးအဲဒီလိုမျိုးအကျိုးဆက်တွေဒီတန်တရားကနေလွတ်မြောက်အောင်လို့ ဘယ်လိုလမ်းကြောင်းမျိုးလိုက်တင်လဲဆိုတာကိုဗုဒ္ဓကဒီတန်တရားလူကင်းရလူကင်းကြောင်းအထိပါဗောနော်အာငြိမ်းချမ်းမှုအစ်စ်ဗောနော်ငြိမ်းချမ်းမှုအစ်စ်မှန်ဗောဒီအထိဗုဒ္ဓကဘာလုပ်ခဲ့လဲဆိုတော့ဟောကြားခဲ့ရဗောနော်ဒီသဒ္ဒနာရေးချမှတ်ခဲ့ရင်အာဒီစာအုပ်ကိုကျွန်တော်ပြောချင်တာကကြတော့ ါလဲဆိုအဲပထမဦးဆုံးချက်အနေနဲ့အသွေးခေါ်ပိုင်းဆိုင်ရာဒသနပိုင်းဆိုင်ရာ philosopher philosopher ရဲ့တွေးခေါ်တွေကိုအများကြီးတွေးခေါ်မိစေရပေါ့နော်တွေးမိစေရအော်ဆရာသူဆောင်နဲ့ပတ်သက်ပြီးတော့ဟိုနာမည်ကြီးတာကတော့အချစ်ဇလန်အများစုကနာမည်ကြီးရဲ့အကျဉ်းသူဒီလက်ညှိုးထိုးရေးပန်းဝေဒီအဲကဂတိတိစာတိတော်ခါဝဲနွေမြတ်တပင်ချစ်သက်ဝင်ကြီးပေါ့နော်ဒါတွေအများကြီးဒီအချစ်ဇလန်တွေအများကြီးကတော့ဟိုနာမည်ကြီးခဲ့ဒါပေမဲ့ဒီစာအုပ်ကိုဒီစာအုပ်ကိုအဲ ဖတ်ခဲ့သမျှထဲမှာဒီစာအုပ်ကိုကျွန်တော်အကြိုက်ဆုံးလို့ပြောလို့ရမယ်။ဘာကြောင့်လဲဆိုတော့ဒီစာအုပ်ကအချစ်ဇလံမဟုတ်ပေမဲ့အရန်ဟိုမှာဟိုတန်မိုးရှိရဲ့စာအုပ်မျိုးလို့အဲပြောလို့ရရပါတော့။နောက်တစ်ခုကဘာလဲဆိုတော့ဒီစာအုပ်ကိုဖတ်လိုက်ခြင်းအပြင်ကျွန်တော်တို့ကဘဝဘဝဟိုစာရေးစရာကြီးတောက်ပြောဦးဝင်ကျွန်တော်တို့ဘဝကတဲ့ဘဝဆိုတာအဓိပ္ပာယ်မရှိဘူး။ အဲကိုအဓိပ္ပာယ်ပေးမှသာဘွားဆိုအဓိပ္ပာယ်ရှိလားပေါ့နော်အဲ့အလေးစဉ်းစားမိနေဒီစာအုပ်ဖတ်လိုက်ရင်ねဒီထဲမှာလည်းဒဏ်ရာလို့ရပါပါရေပေါ့နော်ဒီဘွားကိုကိုကအကိုကားနဲ့ရှင်သန်တာဗျဥပမာဆိုရင်ကျွန်တော်တို့ငငယ်လေးကဘွားကိုဘယ်လိုရှင်သန်မလဲဆိုပြီးစာအုပ်တွေဖတ်ကြတယ်ဒီစာရေးဆရာဒီစာရေးဆရာကိုကြာရင်ဒီစာရေးဆရာရဲ့ပုံစံပေါ့နော်ဒီအကိုကားနဲ့ဘွားကိုရှင်သန်ကြတယ်အော်ဒီဝိတုရေးဆရာကိုကြာရင်ဒီတချင်းရေးဆရာကြာရင်ငါကဒီမော်ဒယ်ကြာရင်ဒီမင်းသားကိုကြာရင်အဲဒီလိုမျိုးကိုယ့်ရဲ့စိတ်ထဲမှာ idol တယောက်ထားပြီးတော့သူ့ရဲ့အကိုကားနဲ့ပဲဘွားကိုရှင်သန်ကြတာပေါ့နော်ဘွားက ဒိဗေပေးကြရဲ့ဒါပေမဲ့တချို့အကိုးကားတွေကြတော့ကျွန်တော်ဘောကိုရှင်သန်တဲ့နေရာမှာတချို့အကိုးကားတွေကြတော့တချို့လူတွေက ကိုဘွားကိုမိမိကိုမိမိရှာပွေခြင်းရနေပြီးတော့ရှာပွေကြရပေါ့နော်ရရှိကြရအကိုကောင်ကိုကိုကိုရှာပွေပြီးတော့ကိုကဘာဖြစ်ချင်တာလဲကိုရဲ့ဖြစ်တည်မှုကဘာလဲအာကိုကိုကိုရှာပွေရင်းနဲ့ပဲကိုရဲ့ကိုအတွေ့အကြုံကနေရရှိလာတဲ့အကိုကားနဲ့ပဲဘဝကိုရှင်သန်ကြရတယ်။ဒါပေမဲ့တချို့အကိုကားရဲ့ကြတော့ဒီလိုစာအုပ်ထူထူကြီးရေပေါ့နော်။အဲသူများတဒနာစာအုပ်တွေအတွေ့အော်စာအုပ်တွေဒီလိုမျိုးစာအုပ်ထူထူကြီးကနေပြီးတော့တချို့အတွေ့အော်တွေကြတော့ဖြစ်ဖြစ်တတ်တယ်ပေါ့နော်။ဒါကြောင့်မလို့ ဒီစာအုပ်ကိုဖတ်လိုက်ခြင်းအပြင်ကျွန်တော်တို့ဘာတီဝါလဲဆိုတော့ကိုယ့်ရဲ့ဘဝကိုကျွန်တော်တို့ကကိုယ်ပိုင်အတွေးခေါ်နေပဲကိုယ့်ရဲ့ကိုယ်ပိုင်အတွေးခေါ်နေပဲဖြတ်တန်းတင်နေဆိုတဲ့အကြောင်းကိုကျွန်တော်တို့သိသွားတယ်။ညနောက်လိုက်ကွာဆိုလိုချင်တာအတွေးခေါ်ပိုင်းမှာဆိုရင်သူများနောက်လိုက်ဖြစ်เสียမလို့ပေါ့နော်။နောက်လိုက်ဖြစ်လို့လည်းမရဘူး။နောက်လိုက်တကနောက်လိုက်ထဲမှာဒီအတွေးခေါ်နောက်လိုက်ကဟိုအဆိုးဆုံးပဲဆိုပြီးတော့ပေါ့နော်။ဒီစာအုပ်ကနေပြီးတော့ညွှန်ပြထားတယ်ပေါ့နော်။ဒါကြောင့်မလို့ဘဝကိုကျွန်တော်ကကိုယ်ပိုင်အတွေးခေါ်နေပဲဟိုဖြတ်တန်းတင်နေဆိုတဲ့အကြောင်းကိုဒီစာအုပ်ကအဲတေချာလေးပြောပြထားတယ်ပေါ့နော်။ ဒီဝိတုကြောင့်ဒါကျွန်တော်ကဒီဝိတုပေါ်ပေါ်မှာခြေချုပ်ပြီးတော့ဗောနော်ဒါဒီဝိတုကဒီကြောင့်ဖြစ်တယ်ဆိုပြီးပြောလိုက်တာဒီထက်ကဇလန်းကိုပြောရမယ်ဆိုရင်ကျွန်တော်အရှင်းမှာပြောခဲ့တဲ့အတိုင်းပဲအဲဒီအဲ ဒီတဲ့ဇက်ကောင်ချမ်းငင်းကအဲဒီ coffee sign လေးမှာသူ့ရဲ့လွန်ခဲ့တဲ့ချစ်နှစ်ကတွဲခဲ့တဲ့အရန်ချစ်ခဲ့တဲ့သူ့ရဲ့ရီစာဟောင်းပေါ့နော်ဒီစူးငယ်ကိုစောင့်ရင်းနဲ့ဒီဇလန်းစားလိုက်ပေါ့နော်အဲ့လို coffee sign လေးမှာသူ့ရဲ့ရီစာကိုစောင့်နေနေဗျာအဲအတိတ်ကသူ့ရဲ့အကြောင်းလေးပေါ့ဘလို့ဆုံခဲ့လဲဆိုတဲ့အကြောင်းလေးတွေဘလို့ချစ်ခဲ့တယ်ဆိုတဲ့အကြောင်းလေးသူဘလို့အဲဒီစူးငယ်အချစ်ကိုရဖို့တဲ့ဘလို့ကြိုးစားခဲ့လဲဆိုတဲ့အကြောင်းလေးတွေကိုဟိုပြန်ပြီးတော့ flashback ပြန်လုပ်တာပေါ့နော်နောက်ကြောင်းပြန်ရင်းနဲ့ဒီလို coffee sign မှာစောင့်နေနဲ့နောက်ကြောင်းပြန်နဲ့ဆက်ဟိုစင်အဲ့လိုမျိုးပုံစံမျိုးပေါ့အဲ့လိုမျိုးစပြီးရေးထားတာ အဲ့ထီကဒါနောက်ကြောင်းပြန်တယ်အဲတောင်ပေါ်မြို့လေးမှာတွေ့ရဲအဲကောင်မလေးနောက်ကိုစာကြီးလိုက်ကိုသွားပြီးတော့ကောင်မလေးကိုလိုက်တယ်အဲနောက်တစ်ခုဟိုရေရာပေါ့ကွာသူတို့နှစ်ယောက်ကဟိုတကယ်ဟိုမှာအတွေးခေါ်ပိုင်းဆိုင်ရာနှစ်အောင်လုံးကတူရဲလीဟိုတယောက်ကလည်းအတွေးခေါ်ပိုင်းဆိုင်ရာကြီးစိတ်ဝင်စားရဲသဒ္ဒနာကြီးစိတ်ဝင်စားရဲတယောက်ကလည်းစာကြီးဆရာဆိုတော့ဒီအကြောင်းကြီးဆွေးနွေးကြတယ်နဲ့သူတို့တန်ရုံးစဉ်ဖြစ်ပြီးတော့ဟိုကြိုက်သွားရဲပဲဆိုပါတော့အဲဒါလည်းအဲ့ဒီမှာလည်းအရှိမှာလည်းစူးငယ်ကာရက်တာကိုကျွန်တော်အရှိမှာပြောခဲ့ပြီးသားဒီစူးငယ်ကထူးခြားတဲ့မိန်းကလေးတယောက်အာပုံမှန် ဘယ်လိုပြောမလဲအချစ်ကိုဟိုပော့ပော့ပြက်ပြက်တဘောမထားတဲ့ကောင်မလေးပေါ့နော်ဟိုဘလိုဘလိုတောင်မှပဲသူကထူးခြားလဲဆိုတော့သူတို့နှစ်ယောက်ရီစားဖြစ်သွားတာကဟိုချစ်တယ်ဆိုတဲ့စကားတခွန်းတောင်မှမပြောဘဲနဲ့ရီစားအဲရီစားဖြစ်သွားပါနော်ဆိုတော့ကျွန်တော်ကဒီစူးငယ်ကဒီချစ်တယ်ဆိုတဲ့စကားဆိုတာကဘာစကားနေပြောရမယ့်အရာမျိုးမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးတယောက်နဲ့တယောက်ချစ်တယ်လို့မပြောဘဲနဲ့လဲတချိန်ကျရင်ဒီလိုဒီချစ်တယ်ဆိုတဲ့ခံစားချက်ကြီးကလည်းပျောက်ပြက်သွားမှာပဲပေါ့ဒါပေမဲ့ချစ်တယ်လို့ပြောစရာမလိုဘဲနဲ့ဟိုမှာတယောက်နဲ့တယောက်ဟိုနားလေပြီးတော့ဟို ုရေးစားဖြစ်သွားတဲ့အခြေအနေပေါ့နော်သူတို့နှစ်ယောက်ကအဲ့ထီကအဲ့ထီကဘာလဲဆိုဒီဆရာတိုးဆောင်ရေးတဲ့ဟိုရှေ့ရဝိထုရင်းနဲ့ကွဲနေအောင်ပါပဲဒီအထီအဲကျွန်တော်ကြိုပြောရမယ်ဆိုရင်ဒီအဲ့ထီကခင်ဗျားတို့ဒီရှေ့ရနေတောက်လျှောက်အဲ့လိုကျွန်တော်ပြောလာခဲ့တဲ့ဒီဖက်ဖက်လာရင်စာအုပ်လေးကနည်းနည်းတော့ပြင်းမှုကောင်းလိမ့်မယ် boring တော့နည်းနည်းဖြစ်လိမ့်မယ်ဒါပေမဲ့ဆက်ဖက်ကြည့်ပါဘောနော်အဲ့အချိန်မှာဟိုတနည်းနဲ့အဲသူတို့တွဲလာပြီးတော့ တနည်းနဲ့ဗာလဲဆိုလေးလာတီတီပြည့်ရဲ့နေမှာပေါ့နော်အဲတနည်းနဲ့လေးလာတီတီပြည့်ရဲ့နေမှာဒီချမ်းချင်းကလည်းအဲသူကတာမွန်မြူလေးကိုသွားလိုက်ရန်ကုန်ပြန်တက်ပြီးတော့ဝိထုရေးလိုက်ပေါ့နော်ဒါမျိုးကြီးလုတာပေါ့ဟိုအသွားပြန်လို့လုံနေတာပေါ့အဲ့အချိန်မှာသူရန်ကုန်ရောက်နေတဲ့အချိန်မှာတနည်းနဲ့လေးလာတီတီဒီ anniversary နေမှာပေါ့အဲသူ့ရဲ့တငယ်ချင်းစော်ဦးကအဲဖုန်းဆက်တယ်ပေါ့နော်ဖုန်းဆက်တော့မင်းနဲ့စူးငယ်ဆက်သွယ်ရလားပေါ့နော်အော်အစင်ရောပြည့်ရလားပေါ့ကချမ်းချင်းကပြေးပါတယ်ပေါ့ဘာဖြစ်လို့လဲပေါ့အဲနောက်နောက်တပတ်လောက်ကြာတဲ့ခါမှာနောက်တစ်ခါဖုန်းဆက်ပြီးတော့ မင်းနဲ့စုငယ်နဲ့ဆက်သွယ်ရတာဆိုမရတော့မရသေးဘူးပေါ့နော်ဒါပေမဲ့ငကိုကလည်းဒီလိုဆက်သွယ်မရဘဲနဲ့လည်းနေနေကြပဲအဲဒါပေမဲ့အဲ့ချိန်မှာဇော်ဦးကပြောလိုက်တာမင်းစုငယ်ကြောင်တစ်ချက်ပြန်ပြီးတော့ဟိုလာလာကြည့်ဖို့တင်နေပေါ့နော်ဒီမှာစုငယ်ကကောင်လေးတစ်ယောက်နှစ်ယောက်တော့နှစ်ယောက်သုံးယောက်ကိုပြိုင်တွဲနေပေါ့ကွာသိရမလားဟိုဟိုတခြားကောင်လေးနဲ့အာကောင်ချမ်းချင်းကလည်းတငယ်ချင်းနေဖြစ်မှာပါကွာမယုံဘူးပေါ့သူကဒီစုငယ်ဆိုရယ်ကောင်မလေးရဲ့စိတ်ကိုလည်းကျွန်တော်အရှိမပြောခဲ့ပြီးသား အဲ့တော့ထူးဆန်းနေရပါတူတက်မဟုတ်ဘူးတငယ်ချင်းလားရီးစားလားတော့ချစ်သူလိုဆက်ဆံလာတာတငယ်ချင်းလိုဆက်ဆံလာတာတော့ငါလည်းသိရပါဆိုဦးကအဲသူ2ယောက်3ယောက်တောင်ပြိုင်တွဲနေတာတယောက်တည်းမဟုတ်ဘူးပေါ့နော်2ယောက်3ယောက်တောင်ပြိုင်တွဲနေအဲ့ချိန်ကနေစပြီးတော့သူကပြန်ပြီးတော့သူအဲတောင်ပေါ်မျိုးလေးကိုပြန်ဆင်းတာပေါ့နော်ပြန်ဆင်းတဲ့ခါမှာအဲကော်ဖီဆိုင်လေးမှာပဲသူစောင့်နေစောင့်တော့အဲ့ချိန်မှာပဲစူးငယ်ကဒီကောင်လေးတယောက်နဲ့တခြားကောင်တယောက်နဲ့တွဲပြီးတော့ကော်ဖီဆိုင်ထဲကိုဝင်လာတဲ့အချိန်မှာဝင်လာတဲ့အချိန်မှာပေါ့နော်အဲအဲ့ဒီ အဲ့အဲ့ထီကဗာလဲဆိုတော့ကျွန်တော်ဒီစိတ်ဝင်စားဖို့တော့ကောင်းမှာမဟုတ်သေးဘူးပေါ့နော်အဲ့ဒီအဲ့လိုဖြစ်သွားတဲ့အခါမှာဒီစူးငယ်ဘာကြောင့်ဒီလိုမျိုးပြောင်းလဲသွားတာလဲဆိုတော့အဲဖော်ပြမထားဘူးပေါ့နော်တော့ဒီချိန်မှာ copy site မှာတွေ့တဲ့အခါမှာထိတ်တိုက်သူတို့နှစ်ယောက်စကားပြောကြတယ်ပေါ့စကားဒါဘယ်လိုဖြစ်တာလဲပေါ့နော်ဘယ်လိုဖြစ်တာလဲမေးလိုက်တဲ့အခါမှာစူးငယ်ကသူအချစ်ဒီညစ်တာတွေဒီတန်ရုံးစင်တွေကိုယုံကြည်မရှိတော့ဘူးဆိုတဲ့အကြောင်းဒီချမ်းကြီးကလည်းအန်အောအန်အောနဲ့မှဖြစ်သွားပါပေါ့ကဖြစ်တော့ဒီရန်ဘော့ဆက်လိုပဲသူကလည်းရန်ဘော့ဆက်ပြောသလိုပဲသူဟုတ်တယ်သူဒီလိုနေတယ် ဖြစ်လာမဲ့ဂျိုးဆက်တွေကိုလည်းသူခံစားမယ်ပေါ့သိရမလားသူအခါမှာရှင်းနေကြပြီးအခါမှာအခုကျွန်တော်တို့ရှေ့ရနေပြီးတော့ပထမဆုံးစားခဲ့တဲ့ခန်းကနေပြန်လာတယ်အဲအမှသူကော်ဖီဆိုင်မှာအဲသူသူရီးစားဟောင်းကိုပြန်ဆောက်နေပေါ့နော်ရှင်းနေကြပြီးတော့အခုသူရီးစားဟောင်းနဲ့ပြန်လာတွေ့ရပေါ့တွေ့လိုက်တဲ့အခါမှာ